အပိုင်း36ရဲ့အစားမှာတော့ကလေးလေးတွေပဲရှိကြသေးတယ်လို့ကြီးကိုနဲ့နာမီတို့ရဲ့အုတ်ထင်းသူဘဲမရာတယောက်အန်ဒီရ်နဲ့ကြောက်ရောက်နေပြီလို့ဆိုတာရွာရဲ့အကြီးကဲဖြစ်သူဂင်းကအပြေးသွားနေခဲ့ပါတယ်ဘဲမရာကတော့ကလေးတွေအတွက်အစားအသောက်တွေကိုချက်ပြုတ်ပေးနေခဲ့ပြီးသူ့လက်ရာကိုသူအရင်ချိန်နေနေခဲ့ပါတယ်ယုဒိယဘဲမရာရဲ့အိမ်ကိုအားလောင်ကရောက်လာပါတယ်အားလောင်ကတကားခောက်လိုက်တဲ့အခါမှာဟင်းချနေတဲ့ဘဲမရာကကလေးတွေပြန်လာပြီးအထင်းနဲ့ဝမ်းသာအားရတကားဖွင့်ပေးလိုက်ပါတော့တယ် ဒါပေမဲ့သူမဟာ brain ပေါက်ကနေတဲ့ဆင်မြင်နေရတဲ့အားလောင်တို့လူစုဖွဲ့ရဲ့ပုံရိပ်တွေကိုကြည့်ပြီးထိတ်လန့်သွားခဲ့ရပါတယ်။အားလောင်တို့ဟာ Bell Mirror ရဲ့အိမ်ကိုပတ်ပတ်လေဝိုင်းထားကြပြီးအခြေအနေကိုသဘောပေါက်လိုက်တဲ့ Bell Mirror ကတကားဖွင့်ထားတာမို့အိမ်ထဲဝင်လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။အားလောင်ဝင်လာတဲ့အခါမှာအိမ်ထဲမှာဘသူ့ကိုမှမတွေ့ရတဲ့အတွက်အံ့ဩနေတဲ့အချိန်မှာပဲ Bell Mirror ကရုတ်တရက်ထွက်လာကအားလောင်ကိုစောင့်ကန်လိုက်ပါတယ်။အိမ်မြေမက်ကိုလဲကျသွားတဲ့အားလောင်ရဲ့ပါဇက်ထဲကိုတန်းနဲ့ပြောင်းထိုးထည့်ကသူမကရေတသားဟောင်းဖြစ်ကြောင်းပြောလိုက်ပြီး ဂရန်လိုင်းကပင်လယ်ဓားတွေကကိုကိုရရှိရွာကိုဘာလာလို့ကြတာလဲလို့မေးလိုက်ပါတယ်။သူမစကားကိုကြားလိုက်ရတဲ့အားလုံးကဟာသားတစ်ပုတ်ကြားလိုက်ရတယ်လို့ဟဟပပတ်ရှိမောလိုက်ပြီးမင်းတို့လိုအောက်တန်းစားမျိုးစိတ်တွေကဘာအသုံးကျလို့လဲလို့မေးကတနက်ကြီးကိုကိုက်ဖြတ်ပြစ်လိုက်ပါတော့တယ်။အဲ့ဒီအချိန်အင်းရဲ့အနောက်ဖက်မှာကစားနေကြတယ်။နာမီနဲ့နိုဂျီကိုတို့ဟာမင်းမေဘဲမရာကိုသွားခဲ့မယ်ဆိုပြီးတော့ပြေးလာနေတဲ့အချိန်မှာပဲဒေါက်တာကသူမတို့နှစ်ယောက်ကိုစီးဖမ်းထားခဲ့လိုက်ပါတယ်။သူမတို့ကိုအိမ်ဘက်လုံးဝမသွားဖို့ပြောနေခဲ့ပြီး အခုအချိန်တွေကတိမ်မကောင်းတာကြောင့်ကြောက်စရာကောင်းတဲ့အချိန်တွေဖြစ်လာနိုင်ကြောင်းပြောပြနေခဲ့ပါသည်။အဲဒီအချိန်မှာပဲအားလုံးကဘဲမီရာရဲ့ယင်ဘက်ကိုစောင့်ကန်တန်းနေလိုက်တာမို့နာကျင်ဆူးရှော့စွာအော်ဟစ်လိုက်တဲ့ဘဲမီရာရဲ့အတန်ကထွက်ပေါ်လာခဲ့ပါတော့တယ်။အားလုံးဟာသူမကိုရေးရဲဆက်ဆက်နှိမ့်ဆက်နေခဲ့ပြီးရဲမှူးကြီးကန်းလဲရောက်လာခဲ့ပါသည်။သူဟာဘဲမီရာကိုအတန်အနေကနေလို့အောင်အခုချိန်မှာပတ်စံနဲ့ဖြည့်ရှင်းသိရင်ဖြည့်ရှင်းရမယ်ဆိုတဲ့အကြောင်းပြောလိုက်ပြီးဒါကိုကြားတဲ့အားလုံးကလည်းလူကြီးတယောက်ကိုတသိန်းနဲ့ကလေးတယောက်ကို9000ပေးရမယ်လို့တောင်းလိုက်ပါတယ် မိသားစုတစ်ခုလုံးအတွက်ပတ်စံပေးမယ်ဆိုရင်သူတို့မိသားစုကိုလွတ်ပေးမယ်လို့ပြောလိုက်ပါရီရဲမှုကန်းကစုစုပေါင်း2သိန်းလောက်ပေးရမှာမို့မိမဘယ်လောက်ရှိတယ်လဲမေးတဲ့အခါမှာဘဲမေရာကသူမမှာ2သိန်းဆွန်းဆွန်းပဲရှိကြောင်းပြန်ပြောလိုက်ပါရီထိုးစဉ်လူစိုးတစ်ယောက်ကမိဖို့ကြောင့်နေဝင်သွားပြီးလူ3ယောက်စာချက်ထားကြောင်းအော်ပြောလိုက်တော့အားလုံးလေဒီအိမ်မှာမိသားစု3ယောက်ရှိကြောင်းသိသွားပါတော့လေဒါဟာသူ့ကိုညစာစားဖို့ဖိတ်ထားတာလို့ရဲမှုကန်းကဝင်ပြောလိုက်ပြီးသူမမှာရှိတဲ့ငွေ3သိန်းကိုထုတ်ပေးဖို့ပြောနေခဲ့ပါရီ ရွာစီမှာသူမကအိမ်တော်ပြုတ်ကလေးမွေးထားတာမတွေ့ရပဲသူမကအပြုတ်ပဲလို့လူစိုးတယောက်ကဝင်ပြောပါလိဒီစကားကိုကြားလိုက်ရတဲ့နိုဂျီကိုနဲ့နာမီဟာသူတို့တွေကသမီးရင်းနေမဟုတ်ဘူးဆိုတာကိုထိတ်လန့်မွေးသိလိုက်ရပါလိဒေါက်တာကလည်းဒါကြောင့်ဘဲလ်မီရာနဲ့မင်းတို့ဟာသွေးသားတော်ဆက်မှုမရှိတာကြောင့်ဒီရွာကနေအမြန်ဆုံးထွက်သွားဖို့ကိုသာပြောနေလိုက်ပါလိအဲ့ဒီအချိန်ထွက်မပြေးရင်မင်းတို့သုံးယောက်ဘလို့မှအသက်ရှင်နိုင်မှာမဟုတ်တော့ဘူးဆိုတာကိုပါထည့်ပြောခဲ့တာပါကလေးမလေးနာမီကတော့မျက်ရည်တွေကျပြီးလုံးဝထွက်မသွားနိုင်ကြောင်း သွားရမယ့်သူကလူဆိုးတွေပဲဖြစ်ကြောင်းဒရက်ဆက်ပြောနေခဲ့ပါတယ်။သူတို့ကစင်ရဲလွန်းလို့မေမေဘဲမေရာရဲ့ကလေးတွေအဖြစ်စက်နေလို့မရတော့ဘူးလားလို့မေးလိုက်ပါတော့တယ်။ဘဲမေရာကသူတို့လေးတွေကအတမခံရတော့မှမို့တော်သေးတာပေါ်လို့ဂန်းကိုတူတူလေးပြောလိုက်ပါတယ်။နိုဂျီကိုဟာအိမ်နဲ့ဝေးရကိုထွက်သွားခဲ့ပြီးသူတို့ဒီလိုထွက်သွားမှသာမေမေကအသက်ရှင်မှာဆိုပြီးတော့နာမီကိုပြောလိုက်ပါတယ်။အားလုံးတို့ထွက်သွားတဲ့အခါမှာဘဲမေရာကခဏနေုံလို့တားလိုက်ပြီးဒီငွေဒီဟာသူသမီးနှစ်ယောက်အတွက်ပေးတာဖြစ်ပြီးသူမကိုယ်တိုင်အတွက်ကတော့ဘေးဖို့မကြံတော့ဘူးလို့ပြောလိုက်တာမို့ဂန်လည်းအယမ်းလန့်သွားခဲ့ပါသေးတယ် ်သူမမှာမိသားစုမရှိဘူးလို့ပြောလို့မထွက်နိုင်တာကြောင့်အခုလိုအမှန်တိုင်းပြောပြလိုက်တာပါသူမနဲ့ကလေးနှစ်ယောက်ဟာသွေးသားမတော်စားကြပေမယ့်မိသားစုတွေမျိုးနာမည်ခံယုံလေးပဲဆိုရင်တော့မှကလေးတွေရဲ့အမေအဖြစ်နေခြင်းကြောင့်ပြောနေခဲ့ပါလိဒီစကားကိုကြားလိုက်ရတဲ့ကလေးနှစ်ယောက်ဟာဘလို့မှမခံစားနိုင်တော့ဘဲဘဲမဲရာစီကိုပြေးလာခဲ့ကြပါလိနာမီကရင်းနှောင်းကသူမကိုချမ်းသာတဲ့မိသားစုကမွေးစားခဲ့ရင်ကောင်းပါပဲလို့မိမိကိုပြောခဲ့မိတဲ့အတွက်နောင်တထရေရနေခဲ့ပါလိဘဲမဲရာကလည်းကလေးတွေကိုအင်ကြီးအစ်တတွေစာအုပ်အစ်တတွေဝယ်ပေးခြင်းခဲ့ပြီး အမေတယောက်ရဲ့တာဝန်မကျေနိုင်ခဲ့တဲ့အတွက်တောင်းမန်ကအသားမီ၃ယောက်ဖန့်ကုန်နေခဲ့ပါလိမ့်။ငွေတသိန်းကကလေးတွေအတွက်ဖြစ်သွားပြီးမို့ဘဲလ်မီရာကအသေးခံရတော့မှာပါ။ဒါကိုသိတဲ့ကိုကိုရာရှိရွာသားတွေဟာဒုတ်တွေကိုစီကင်ပြီးပြေးလာကြတဲ့အချိန်မှာအားလုံးတို့အုပ်စုကတော့ဇန်နမူနာအနေနဲ့ဘဲလ်မီရာကိုတတ်ပြစ်လိုက်ပါတော့တယ်။ဘသူ့ကိုမှအောင်မကြိုးဖို့မိန်းကလေးဆိုတာစိတ်သက်သန်မာနေဖို့ပဝင်းချင်းကဝိုင်းပြီးမကောင်းပြောကြလေမယိုင်လေဖို့ဘဲမီရာကဆုံးမခဲ့တာတွေကိုနိုဂျီကိုတို့ကပြန်ပြီးတော့ကြားရောက်နေခဲ့ပါတော့တယ်။ဘဲမီရာရဲ့အိတ်ကတ်ထဲမှာစာရွက်လေးတစ်ခုကိုတွေ့တာကြောင့်ထုတ်ကြည့်လိုက်တဲ့အခါမှာတော့ ပင်လယ်ရေချောင်းပြမြေပုံကိုတွေ့လိုက်ရပြီးနာမီကသူဆွဲထားတဲ့အတွက်ကြောင့်ပြန်ပြေးဖို့လိုက်တောင်းနေခဲ့ပါတယ်။အားလုံးကတော့သူမဟာအသုံးချလို့ရနိုင်မယ့်အစွမ်းစားတွေရှိတယ်လို့ဆိုကာပင်လယ်သမားအဖွဲ့တွေခေါ်သွားဖို့လုပ်နေခဲ့ပြီးရိမ်မှုကန်ကတော့ပတ်စံရပြီးပြီမို့ကလေးတွေကိုဘာမှမလုပ်ဖို့အတွက်တောင်းပန်နေခဲ့ပါတယ်။အရှိမပိတ်ရနေတဲ့ဂန်ကိုတိုက်ခတ်လိုက်ပြီးနာမီကိုထိခိုက်အောင်လုပ်မှမဟုတ်ဘဲခဏငားရလို့ပြောလိုက်ပါတယ်။ရိမ်မှုကန်ကနာမီကိုရောက်အောင်ကဲမယ်လို့ပြောနေချိန်နာမီကတော့သူမကြောင့်ဘယ်သူမှထပ်မသိစေရဘူးလို့ဆိုကာအားလုံးနဲ့လိုက်သွားခဲ့ပါတော့တယ်။ ဈေးရုံတက်နေရတဲ့ကံဟာရွာကသင်္ဘောတွေအကုန်နှင်းမြုပ်သွားပြီးနာမီနဲ့နိုကြီးကိုပင်လယ်ထဲကိုထွက်ပြေးခိုင်းမှုအတွက်အစီအစဉ်ကလေးပဲမောင်မြင်သားချောက်မှုလို့စိတ်သက်တွေကြာနေကြရပါလိမ့်ရေတက်ကလည်းသူတို့ကိုလုံးဝအေးမလုတာကြောင်းကိုကိုရာရှိတရွာလုံးဟာအားလောင်တို့ရဲ့လက်အောက်ကိုကြားရောက်သွားခဲ့ရပါပြီရွာမှာတယောက်တည်းကြံခဲ့ရတဲ့နိုကြီးကိုလေးဟာသူ့အမေကိုမြုပ်နှံထားတဲ့မြေပုံလေးပြီးမှကျုံကျုံလေးထိုင်ရင်ငိုကြွေးနေခဲ့ပါလိမ့်သူမတို့မိသားစုလေးဟာလည်းတဝဲတပြားစီဖြစ်သွားခဲ့ရပါပြီ။ ကိုကိုရရှိရွာလေးရဲ့မနီးမွေးမှာအားလောင်တို့ကလာပြီးတော့စကန်းချမယ်ဆိုတဲ့တဲ့င်းကြောင်းရွာသားတွေအားလုံးစုဝေးကဘာဆက်လို့ရမလဲဆိုတာတိုင်မိနေကြပါရီအစိုးရစီကအကူအညီတွေမျှော်လင့်နေခဲ့ပေမယ့်ဘာအကူအညီမှရောက်မလာတဲ့အဆုံးကိုဝါကိုကိုဘူသာရှိပါတော့တယ်ဂန်းနေနဲ့ဖန်ဆီးခံလိုက်ရတဲ့နာမီကိုလည်းမျက်နှာရွဲခွဲပြစ်မလုံနိုင်ရှာပါဘူးရွာသားတွေအားလုံးကနာမီကိုကဲတင်မှုဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲနာမီကဒဏ်ရာရီပရပွားနဲ့ရောက်ရှိလာခဲ့ပြီးလက်ထဲမှာတော့ပတ်စံတစ်ထပ်ကိုခြင်လာခဲ့ပါရီနာမီကအသက်မတည်အောင်နဲ့ပင်လယ်လမ်းပြမြေပုံဆွဲဖို့အတွက် အားလောင်တို့ဖွဲ့တဲ့ကိုဝင်လိုက်ပြီးဖြစ်ကြောင်းရှင်းပြနေခဲ့ပါတယ်။နာမီရဲ့လက်မောင်းမှာလည်းအားလောင်တို့ဖွဲ့ရဲ့စေမင်ညာကိုတွေ့လိုက်ရတာဖြစ်ပြီးနာမီကအားလောင်တို့ကသူမကိုပတ်စံနေအများကြီးပေးလိုက်ကြောင်းပြောတဲ့အခါမှာနိုဂျီကိုကသူမကိုရိုက်ပါတော့တယ်။သူ့အမေကိုတတ်သွားခဲ့တဲ့ပင်လယ်ရမအဖွဲ့တွေကိုမှဝင်စရာလားလို့ဆိုတော့ဒေါသတွေထွက်နေခဲ့တာပါ။နာမီကလည်းအမေလိုအသက်ခံရတဲ့ဘဝမျိုးမှမနေချင်တဲ့အတွက်အခုလိုဝင်လိုက်ရတာလို့ပြောနေခဲ့ပါသည်။ရဲမှုကန်ကနာမီကိုအခုချက်ချင်းထွက်သွားခိုင်းလိုက်ပြီးနောက်ကိုဒီရွာကိုဘယ်တော့မှခြေမချဖို့အတွက်သတိပေးခဲ့လိုက်ပါသည်။ နာမီလီဟာသူ့အမေရဲ့မြေပုံနားမှာသွားငုံနေတာကိုနိုဂျီကိုကတွေ့ခဲ့ရတာမို့နာမီကဘဲမီရာကိုချစ်ခဲ့ကြောင်းသဘောပေါက်သွားရပါတော့တယ်။နာမီကအားလောင်ဟာသူ့ကိုဖမ်းခေါ်သွားတဲ့အခါမှာရေတပ်သင်္ဘော၅စီးရောက်လာခဲ့ပေမယ့်အားလောင်ကအဲ့ဒီသင်္ဘောတွေကိုလွယ်လွယ်ကူကူပဲမြုပ်နိုင်ခဲ့ကြောင်းတခုခုသဘောပေါက်သွားတဲ့အတွက်နာမီနေနဲ့ဘယ်ရီငွေတန်းတစ်ထောင်နဲ့ကိုကိုရရှိရွာကိုအားလောင်စီကနေပြန်ဝင်ဖို့အတွက်သဘောတူညီချက်ရခဲ့ကြောင်းနိုဂျီကိုကိုပြောပြခဲ့ပါတယ်။ဘယ်ရီငွေတန်းတစ်ထောင်ရဖို့တဘွားလုံးလုံးလို့ရင်တော့မှဘာပဲလုပ်ရလုပ်ရဒီရွာကိုပြောင်းဝယ်မယ်လို့နာမီကပြောခဲ့ပါသေးတယ် သူ့အမိကိုတတ်ခဲ့တဲ့ဒီလူတွေနဲ့ပြန်နေရတာအရင်နာကျင်ရပေမဲ့ကြိုးစားပြီးရှင်သန်မယ်လို့လည်းဆက်ပြောခဲ့ပါရီဒါရီအားလုံးကနာမီရဲ့အကြောင်းကိုနိုဂျီကိုကစန်ဂျီတို့ကိုပြန်ပြောပြနေခဲ့တာဖြစ်ပြီးစန်ဂျီကတော့နာမီလေးအတွက်လက်စားချေဖို့ကြွေးကြော်နေပါရီစန်ဂျီကိုနိုဂျီကိုကထိုးလိုက်ပြီးရှေ့ဆက်မတိုးဖို့အတွက်ပြောလိုက်ပါရီသူတို့ဝေယုံသုံးကားသွားလုပ်လိုက်လို့ရှိရင်အားလုံးကနာမီပေါ်မှာတန်တရားဝင်သွားနိုင်ပြီးရှင်းနှစ်လုံးလုံးကြိုးစားခဲ့တာတွေကအလကားဖြစ်သွားပါလိမ့်မယ် အတိတ်မှာတော့နာမီကသူ့ဝေစုအဖြစ်ရလာတဲ့ယန္တနာတွေကိုမြေအောင်မှာမြုံနှံထားရင်ဘယ်ရင်ငွေ၁၀တန်းကိုရလာတာမျိုးအယံပြော်နေခဲ့တဲ့မြင်ကွင်းကိုလိုဂျီကိုတယောက်ပြန်လည်မြင်အောင်လာခဲ့ပါတော့တယ်။အင်ဂျီထဲမှာတယောက်တည်းကျန်နေခဲ့တဲ့နာမီကနောက်တစ်ခါခီးထွက်ရင်သူ့လိုချင်တဲ့ပတ်စံတွေပြည်နေတော့မှာဖြစ်ပြီးကိုကိုယာရှိတရလုံးအားလောင်တို့လက်အောက်ကနေလွမြောက်တော့မဲ့အကြောင်းတွေးနေခဲ့ပါတယ်။လူဗီကလမ်းလျှောက်ရင်းရွာတွေကိုဝင်လာခဲ့ပြီးရဲမှုကန်နဲ့အေးဒတ်သားတွေကိုတွေ့လိုက်ရပါတယ်။သူတို့ဟာနာမီရဲ့အိမ်ကိုဦးတည်သွားနေကြတာဖြစ်ပြီးတော့လူဗီကဂန်းရဲ့ခေါင်းပေါ်ကစက်ကြာလေးကိုသဘောကျနေခဲ့ပါတယ်။ နာမီအိမ်ကိုရောက်လာတဲ့ရေတပ်သားတွေကနာမီကသူ့ရဲ့ဝေစုတွေကိုဒီပြားလိမ္မော်ချန်ထဲမှာလာဖွက်ထားတယ်လို့သတင်းရထားတဲ့အတွက်လိုက်လာခဲ့ကြတာဖြစ်ပြီးအကုန်လုံးကိုအစိုးရဗန္နာဖြစ်သိမ်းဆီးလိုက်ပြီးလို့ပြောလိုက်တဲ့အခါမှာနာမီကရမ်းလန်သွားခဲ့ရပါတယ်ဒီလိုနဲ့အပိုင်း36လည်းပြီးဆုံးသွားခဲ့ရပါတယ်